ေဒီလိန်ဖြစ်နေကျေးဇူးပါကျေးဇူးပါဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးပါအားလုံးပါပါအဲဒီ comment ထဲမှာတော့တော်တော်များများကျွန်တော်အကုန်လုံးတက်ဆိုတဲ့အခန်းလေးကိုသဘောကျကြတယ်လို့ပြောချင်တဲ့အတွက်ဝမ်းသာပါတယ်အဲ့ခက်ဆိုလို့ရှိရင်လေးကောက်လောက်ပြန်ရိုင်းလိုက်ရတယ်ဒီမလားအဲ့လိုမျိုးလေးရှိတာဆိုတော့ရှောင်းပါရှင်မထားနိုင်ဘူးဟုတ်ကဲ့ အဲ့ဒါကျတော့ကောင်လေးကိုမြင်ဟိုကောင်လေးကိုကြိုက်နေတဲ့အချိန်ပဲပေါ့နော်ကျူးလိုက်တဲ့ပုံစံလေးပေါ့နော်အဲ့ဒါလေးရောပြီးတော့ဟိုချိန်မုံလောက်ပဲရှိရဆိုတော့အခန်းကိုလည်းတော်တော်များအောက်မှာလက်ခံပေးကြရတွေ့ရတော့လည်းဝမ်းသာပါတယ် တော့ကျော်ဆိုးရတဲ့မှာတော့ပါတယ်အခြေရတဲ့အခြေရနဲ့ပတ်သက်လို့ကျွန်တော်ကကြာလေကိုကလာလှုပ်ချင်တာသူများလှုပ်ရင်ကြာရင်အဲ့ဒါအဲ့ဒါကလေးဖဲဖဲမဖြစ်ဘူးပေါ့နော်ဇလန်းလေးကနည်းနည်းလေးစင်တယ်ဇလန်းလေးကအတိုင်းဝင်လေးဇလန်းလေးမှာအဲ့လိုမျိုးဗီလိန်ဖြစ်နေလို့ကျွန်တော်စိတ်ကောက်သွားရည်လားဆိုတော့တကယ်ပြင်ပါလေအဲ့တိုင်းပဲအဲ့လိုပဲဆိုတော့ interview ပြီးရင်တော့ 3D တိုက်ပြောပြီးလိုက်အဲ့လိုကုန်တက်ဆိုတဲ့မှာတက်ပါပြီ အမှန်တိုင်းပြောရလို့ရှိရင်တတဲရတော့ဒါ second movie ပေါ့နော်ကျွန်တော်အတွက်ကတော့ဒါ first movie အဲတတဲအတွက်လည်းဒါတော့ဟို first time ပဲဖြစ်မယ်ထင်တယ်ဘာလို့ဆိုအရင်တစ်ခေါက်ကတတဲရဒီ promotion ပွဲတွေမှာတော့ Europe ကိုရောက်နေရဆိုတော့လေအခု fan နေနဲ့ကျွန်တော်တို့မိသားစုတွေနဲ့ဒါပြန်မတွေ့ကြတယ်ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကိုဒါတို့ကဟိုနားလည်ပေးပြီးတော့ကျွန်တော်တို့လာအားပေးကြတယ်အတွက်ကျွန်တော်အရင်လဲဝမ်းတာတယ်တကယ်လဲကိုကိုကိုလည်းပေါ့နော်ဒီကိုချစ်တဲ့သူတွေရှိရဲ့အတွက်ဂုဏ်ယူမိပါတယ်လို့ဟုတ် တချို့ဆိုရင်မနေ့စောကြီးကလာဆောင်နေတယ်ချစ်တယ်ဒီတတော့ဆိုရင်တော့တချို့ကကြတော့လည်းတကယ်မသိဘူး surprise တိုင်းမအောင်မသိပဲနဲ့ဆိုတော့ surprise တကယ်ဖြစ်သွားကြပါတယ်ဟုတ်အဲဒီကားလေးပေါ်ပေါ်တော့ကျွန်တော်တို့လည်းအရင်စူးစမ်းထားတယ်ဒါပေမဲ့ first time ဖြစ်တဲ့အတွက်လိုအပ်ချက်တွေလည်းကျွန်တော်တို့မှရှင်းရှိမှာပေါ့နော်ဒါတသက်အတွက်ဆိုလည်း first time ပဲလေဒီကားပထမအုပ်ဆုံးပြေရောက်ရောက်ပြီးချင်းရိုက်တာဆိုတော့ခါကြတော့အဲ့တော့အခုစင်းလေးရောက်တဲ့ချိန်တိုးလို့ရှင်ထွက်တောင်ပြေးကြတယ်ပြေကိုဆက်ထွက်ပြေးသွားတာပဲဆိုတော့ခါကြတယ်ဟုတ် င်ဖြစ်နေကျေးဇူးပါကျေးဇူးပါโอเคပါဗျာကျေးဇူးတင်ပါတယ်ဟုတ်နောက်ကကျွန်တော်တို့တင်မဲ့ဖြစ်ချင်ဝင်လာမယ်ကြာလဲလာတော့တရှိဖို့ဟုတ်ပြီပေါ့ကျေးဇူးပါဗျာနော်ဟုတ်အာရိုက်ထားတဲ့ဟာတွေကိုကြည်ရတဲ့အချိန်မှာတော့ကျွန်တော်ဘာကိုတွေ့လဲဆိုတော့အခါကျတော့ကိုကိုကိုပေါ့နော်ငါတလောက်တောင်မှစိုးခဲ့တာလားပေါ့နှစ်ယောက်လို့ကြည်လိုက်လို့ရှိရင်စွတ်သွမ်းနေရပါပဲဆိုတော့အခါကျတော့လေဟုတ်ကိုကိုကိုတော့မြည်တယ် အဲဒီ comment ထဲမှာတော့တော်တော်များများကျွန်တော်အကုန်လုံးကိုတတ်ဆိုတဲ့အခန်းလေးကိုသဘောကျကြတယ်လို့ပြောချင်တဲ့အတွက်ဝမ်းသာပါတယ်အဲ့ခက်ဆိုလို့ရှိရင်လေး गाव လောက်ပြန်ရရင်လည်းရတယ်ဒီမလားအဲ့လိုမျိုးလေးရှိတာဆိုတော့ဒီကညနာပုံစံလေးကြိုက်ကြပါတော့ဟိုရှာလေးနဲ့ကြိုက်ပါအော်အဲ့ဒါလေးကတကယ်ပုံစံလေးနဲ့သက်ဆက်လာတော့အဲ့ကျတော့ကောင်လေးကိုမြင်ဟိုကောင်လေးကိုကြိုက်နေတဲ့အချိန်ပါပေါ့နော်ဂျူးလိုက်တဲ့ပုံစံလေးပေါ့နော်အဲ့ဒါလေးရောပြီးတော့ဟို ချိန်မုံလောက်ပဲရှိရဆိုတော့အခန်းကိုလည်းတော်တော်များအောက်မှာလက်ခံပေးကြရတွေ့ရတဲ့အတွက်လည်းဝမ်းသာပါတယ်။ခင်ဗျာသွားတော့ပါ မှန်တိုင်းပြောလို့ရှိရင်ကျွန်တော်လည်းတသဲနေရကြတော့ဆရာတပည့်ဆိုတာဆရာတငယ်ချင်းလိုပဲပေါ့နော်တငယ်ချင်းလိုပို့ပြီးတော့နေပြတယ်တငယ်ချင်းလိုမောင်နှမလိုပေါ့နော်အဲသူခက်ခဲရှိရင်လည်းကျွန်တော်ကိုပြောတယ်ကျွန်တော်ခက်ခဲကျွန်တော်ရဲ့အတွင်းရေးပေါ့အဲမူမာကြီးစားတဲ့စိတ်ဆိုးတာစိတ်တူတာအဲ့လိုဟာရီယာစားသူနဲ့ကအမြဲပြောပြတယ်အာဘလူလေးဘလူလေးဆိုအဲ့လိုမျိုးပေါ့ဒါကတော့သူနဲ့ကျွန်တော် close အရင်ဖြစ်တာပေါ့နော်အဲ့လိုမျိုးဆိုတော့ခါကြတာဒါကတော့ဒီလိုမျိုးလေးမိသားစုပုံစံမျိုးလေးဟိုတယောက်နဲ့တယောက်ပေါ့နော်ဟိုဘလူစီးတစ်ခုကြီးမထားပဲနဲ့အဲ့လိုသွားနေရမျိုးဖြစ်တဲ့အတွက်ဒါပို့ပြီးတော့ဒါ relationship ကပိုခိုင်ခန့်တယ်လို့ ကျွန်တော်ကမြင်ပါတယ်ခင်ဗျာစီရဒီလိုပဲကျွန်တော်ကအမှန်တိုင်းပဲကျွန်တော်ကစိုးတာပေါ့နော်ကျွန်တော်ကစိုးတာဖြစ်တယ်တခါတည်းကြာလို့ရှိရင်ကိုကကိုဖြစ်ချင်တဲ့အရာကျွန်တော်ကကြာတော့ဘယ်လိုလဲဆိုတော့နည်းနည်းလေးဟိုသူများရဲ့ဘဝကိုစိုးမိုးခြင်းပဲပေါ့နော်အဲ့လိုစိုးမိုးခြင်းတဲ့ထဲမှာပါတော့ခါကြာတော့အဲ့လိုကိုက तू อ่ะด่าဆိုရင်ด่าပဲกูก็တော့မဟုတ်တာလုပ်ချင်လုပ်မယ် तू อ่ะလုံးဝမလုပ်ပါဘူးအဲ့လိုမျိုးလမ်းမီပြောတဲ့အချိန်မှာဆီယာမှားနေတာကိုတီလဲတီလာမပြောရဲဘူး तू ပြောတဲ့ဒီဟာမှားလို့ဆိုဆီယာကတော့မှားနေတာပဲဒါပေမဲ့ဆီယာမှားတယ်လို့လည်းမပြောရဲဩဟုတ်ကဲ့ဟုတ်ကဲ့ဟောနော်ကိုဆီယာဆိုတော့လေ lay am khobe yaw la de လုံးမင်းချုံတွေညာမဟုတ်ဘူးဗျာအမလေကျွန်တော် guideline လုံးနိုင်လုံးနိုင် guideline control လုံးနိုင်ဆုံးဖြစ်နေအကျွန်တော်ကျတော့တကယ်နော် timing နဲ့ဆိုတော့တစ်ဖက်ကိုလုံလုံလို့ဟိုဘက်ကတစ်ဖက်သားကိုတနာတာတကယ်ကကျတော့ဆရာကိုတနာမှာဟိုဘက်ကတရားကိုတနာပြီးအဲ့လိုမျိုးပါဖြည့်ရတယ်ဒီလိုမျိုးပါဟုတ်တော့ဘာလို့အမနာခံလဲဘာလို့ချက်ပြောမနေပြောမနေတကယ်ဟိုဘယ်လိုပြောရမလဲတခြားလူဆိုရင် တခြားလူတွေမဟုတ်ပါဘူးတော်တော်လေးချစ်လို့ပါတော်တော်လေးလဲဆရာကအတကုံစိုးတာပဲဆိုတော့လေတော်တော်စိုးတဲ့တဲမှာတော့ပါတယ်နော်ခြေရည်နဲ့ခြေရည်နဲ့ပတ်သက်လို့ကျွန်တော်ကကြာလေကိုကလာလှုပ်ချင်တာသူများလှုပ်ရင်ကြံ့ဘူးအဲ့ဒါအဲ့ကလေးက fair fair မဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးလေးရောက်တယ်ဆရာကကြာတော့ကုံလုံးစိုးတော့ခင်ဗျအခုကြာအချိန်မှကြာဒီလောက်ကမှလည်းကုံလုံးစိုးတော့မခံဘူးနော်မားလေဒီလိုမှလည်းမခံဘူးမမဘယ်သူဆိုရမှမခံတာပါအဲ့ဒါတော့ဆရာလိုက်ဆိုးတယ် ဟုတ်တယ်ဟုတ်တယ်အဲ့တော့ဇလန်းနဲ့နည်းနည်းလေးစစ်နေဇလန်းနဲ့အတိုင်းဝင်လေးဇလန်းနဲ့မှအဲ့လိုမျိုးဗီလိန်ဖြစ်နေလို့ကျွန်တော်စိတ်ကောက်သွားရည်လားဆိုတော့တကယ်ပြင်ပါလေအဲ့တိုင်းပဲအဲ့လိုပဲဆိုတော့ interview ပြီးတော့ three day တိုက်ဘယ်လိုမိလိုက်အဲ့လိုကုန်တက်ဆိုတော့ဒီမှာတက်ပါပြီ show watch you with all it go back တော်တော်အားကြလေရမရှိဘူးဆိုတော့အာဘယ်ရိုက်နေမလဲရရှိရဆိုဤစားတော့ထားပြုံမှာမဟုတ်ပါဘူးသူကပြောထားပြီးသားယောက်ျားမယူတာဘူးဤစားမထားရဘူးမမေတို့အဲဆရာတို့လှုပ်ကြွေးရမယ်လို့ပြောထားပြီးသားနော်နေတော့ဖြစ်တယ်ဟိုမှာအဲ့တခုပဲစဉ်းစားနေတယ်တခါတခါဟိုကြရစင်းလေးနဲ့ ဟုတ်ကိုယ်တိုင်အကြာလိုမျိုးခြေရင်းနဲ့ပတ်သက်ပြီးတော့လေဗန်တိုင်းပြောလို့ရှိရင်ကိုကကိုကိုယ်တိုင်ခံစားနေရတာဖြစ်တဲ့အတွက်ဟိုတပည့်ကလေးကိုကြာဘူးလို့မဖြစ်စေချင်ဘူးကြာမိဘတွေဆရာတွေကိုယ့်ရဲ့ညီမလေးနဲ့ပြပြွှေွှေလေးပဲလို့ like ကလေးကိုသွားသိချင်တာမခံနိုင်ဘူးအရှင်းဆုံးမှခံနိုင်တော့ဘူးလေဒီဆိုသူလည်းကိုင်တယ်လည်းကိုင်ကြည့်နေတော့ဒါမှလည်းဒါမှလည်းမဆိုင်ရဘူးလေနော်မဆိုင်တော့ဘူး